မင်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ20ရက်နေ့ Video Energy ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှပါပထမအဆုံးတင်ပြမယ့်သတင်းကတော့ Energy နိုင်ငံကဆက်ဆံရေးနဲ့ပတ်သက်ပြီးထုတ်ပြောလို့ရတာတွေရှိတယ်လို့ရလက်တွေမထွက်သေးပဲထုတ်ပြောလို့မရတာတွေလည်းရှိတယ်လို့ဝန်ကြီးဒေါ်စင်မအောင်အသိပေးတဲ့သတင်းဖြစ်ပါတယ် မြို့သားညီညွတ်အစိုးရနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးထုတ်ပြောလို့ရတာတွေရှိတယ်လို့ရလက်တွေမထွက်သေးပဲထုတ်ပြောလို့မရတာတွေလည်းရှိတယ်လို့နိုင်ငံခြားရေးဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒေါ်စမအောင်ကပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NY Ibrahim တို့တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီးမြစ်စမတရင်ဌာနနဲ့တည်သက်မေးမြန်းခန်းမှဖြေကြားခဲ့ပါတယ်ပြည်သူလူထုကိုပြောချင်တာကတော့ကျမတို့နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့အစွမ်းကုန်ဆောင်ရွက်နေတာရှိတယ် ်ထုတ်ပြောလို့ရတာတွေရှိတယ်ရလက်တွေကမထွက်သေးပဲနဲ့ထုတ်ပြောလို့မရတာမျိုးတွေလည်းရှိတယ်ဆိုတော့အတက်နိုင်ဆုံးတော့ကျမတို့ဘက်ကပွေလင်းမြင်သာမှုရှိရှိနဲ့ပြည်သူကိုချပြလို့ရတဲ့အရာမှန်သမျှကိုကျမတို့ထုတ်ဖော်ပြောဆိုသွားမယ်အတိပေးသွားမယ်ဆိုတာကိုပဲထပ်လောင်းပြီးပြောကြားလိုပါတယ်လို့ပြည်သူလူထုအာသတင်းစကားအနေဖြင့်ပြင်ဆက်ပြကြခဲ့ပါတယ်ရှင်နောက်ထပ်တင်ပြမယ့်သတင်းကတော့ပလဲမြူနယ် NGO ပညာရေးအကြောင်းတစ်ကြောင်းနဲ့လိုအပ်နေတဲ့မိတူဆက် ICOM တလုံးနဲ့ လိုအပ်သည်များထောက်ပံ့လူဒန်းတဲ့တွင်ဖြစ်ပါတယ်။အညာဒေသပလဲမြို့နယ် Energy ပညာရေးကျောင်းတစ်ကျောင်းမှလိုအပ်နေတဲ့မိတ်တူဆက်နဲ့ ICOM တလုံးထောက်ပံ့လူဒန်းခဲ့ကြောင်းအညာပြတိုင်းတော်လေးများအဖွဲ့မှတွင်ဖော်ပြထားပါတယ်။ကျောင်းသားဦး300ကျော်ပညာသင်ကြားနေသောပြည်သူအခြေပြုကျောင်းဖြစ်ပြီးမိကုန်းထောက်ရာတွင်အသုံးပြုရန်တောင်ကိုရီးယားနိုင်ငံတကူဖုံမှုအကျိုးဆောင်မှုဖြင့် World Mercy Korea ဖုံမှုမှမိတ်ဒူဆက်တလုံးထောက်ပံ့ပေးခဲ့ပြီးလေကြောင်းရန်ကာကွယ်ရေးအတွက် ICOM တလုံးကိုထောက်ပံ့ခဲ့က A4 တထုံနဲ့ကာရိတ်တစ်ခုစုစုပေါင်း တံမိုးအားဖြင့်22သိန်းကျော်ကုန်ကျခဲ့တယ်လို့သိရပါဗျ။ဒါပြင်ចောင်းသားចောင်းသူများအားမုံအာဟာရဒါနာပြုခဲ့က CDM ဆရာဆရာမ78ဦးအားငွေကျပ်2000စီကတော့ခဲ့တယ်လို့ဖော်ပြပါဗျာရှင်။ နောက်ထပ်တင်ပြအောင်မဲ့တဲ့ငါတော့အပြည့်ရထားတဲ့ကာလာတွင်ယတားပြည်သူလူလူပေါ်ဂျမစစ်ကောင်စီလေးကြောင့်မှပုံကျဲတိုက်ခတ်မှုများပေါ်အိန္ဒိယနိုင်ငံများကမ္ဘာအင်အားကြီးနိုင်ငံများနဲ့နိုင်ငံတကာဖွဲ့စည်းများမျက်ခြေမပြတ်စောင့်ကြည့်ရန်လိုအပ်ပြီးစစ်ကောင်စီပေါ်လိုအပ်သလိုတုံ့ပြန်အရေးယူဆောင်ရွက်ရန် MDI PDF တိုက်တွန်းတဲ့တွင်ပဲဖြစ်ပါတယ်ရတားပြည်မများပေါ်ဂျမတ်စစ်ကောင်စီကအဆက်မပြတ်ပုံကျဲတိုက်ခိုက်နေမှုများလူသားချင်းစာနာမှုဆိုင်ရာယာယီအပြစ်ခတ်ရေးဆေးပြုလုပ်ထားသည့်ချိန်တွင်ကျူးလွန်နေသည့်ဆေးရဆွေးမှုများအပေါ် တရုတ်အိန္ဒိယထိုင်းနိုင်ငံကဲ့သို့သောအိန္ဒိယနိုင်ငံများအမေရိကန်ရုရှားကဲ့သို့သောကမ္ဘာအင်အားကြီးနိုင်ငံများအာဆီယံအဖွဲ့ဥရောပသမဂ္ဂနှင့်ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်အစရှိသည့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်မျက်ခြေမပြတ်စောင့်ကြည့်ရလိုအပ်ကြောင်းနဲ့ စစ်ကောင်စီပေါ်လိုအပ်သလိုတုံ့ပြန်အရေးယူဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးမှတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်စစ်ကောင်စီသည်2025ခုနှစ်ဧပြီလ1ရက်နေ့မှယနေ့ဧပြီလ19ရက်နေ့အထိ၌လေကြောင်းပုံကျဲတိုက်ခတ်မှုများကိုတပိတ်ချင်းမြို့နယ်တွင်73ကြိမ်စင်ကူးမြို့နယ်တွင်4ကြိမ်မတရားမြို့နယ်တွင်2ကြိမ်ရှုလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ် ထို့ကဲ့သို့ဂျမစစ်ကောင်စီဝုံကျဲတိုက်ခတ်မှုများကြောင့်2025ခုနှစ်ဧပြီလ1ရက်နေ့မှဧပြီလ16ရက်နေ့အထိတပေချင်းစင်ကူနယ်မတရားမြို့နယ်များအတွင်ရပ်သားပြည်သူဦးရေအနည်းဆုံး42ဦးသေဆုံးခဲ့ပြီးအနည်းဆုံး58ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကထိခိုက်သေဆုံးသူများအနက်အနည်းဆုံး9ဦးမှာရွေးမကြောက်သေးသောကလေးငယ်များဖြစ်တယ်လို့သိရပါဗျာ။ ဂျမန်စစ်ကောင်စီလေကြောင်းမှပုံကျဲတိုက်ခတ်မှုများသည့်စစ်ဘဆိုင်ရာပြစ်မှတ်များမဟုတ်ဘဲများပြည်သူလူထုသွားလာလှုပ်ရှားရာဈေးများစာတင်ကြောင်းများနဲ့ဘာသာရေးအဆောက်အဦများပါဝင်ရပ်သားလူနေအိမ်ခြေများပေါ်အဆက်မပြတ်ပုံကျဲတိုက်ခတ်နေခြင်းဖြစ်ကစာတင်ကြောင်းတစ်ကြောင်းပါဝင်လူနေအိမ်ခြေပေါင်း90လေးလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်ရှင်။ ဆက်လက်ပြီးဂျိုက်ဖီယိုဖျားဖို့ပြည်သူများအားတော်လင်းတပ်ဖွဲ့များကဖမ်းဆီးသွားတယ်လို့စစ်ကောင်စီဝါဒဖြန့်နှံမှုကိုပြန်လည်ရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါဦးမယ်။ဂျိုက်ဖီယိုတောင်ကျေးကမွန်းချောင်းကျေးရွာကရချောင်းရီတို့ကပြူစောထီကောင်းဆောင်တွေကိုတော်လင်းတပ်ဖွဲ့များကဖမ်းဆီးခဲ့မှုပေါ့စစ်ကောင်စီတပ်ကဂျိုက်ဖီယိုဖျားဖို့ပြည်သူတွေကိုတော်လင်းတပ်တွေကဖမ်းဆီးသွားတယ်လို့ဝါဒဖြန့်ခဲ့ကြောင်းမှတ်29စစ်ဗျူဟာမှ သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ15ရက်တွင်ကရချောင်းရှိစားသောက်ဆိုင်တစ်ခုမှာပေါ့ဆမှုရင်နေတဲ့ကျောင်းလေးပင်မြို့နယ်ကပြူစောတိကောင်းဆောင်လိုင်းမဲဒုတိယပြူစောတိကောင်းဆောင်မဲကြီးပါဝင်မိသားစုဝင်48ယောက်ကိုစိုက်ထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတရင်ရောက်တွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ပြူစောတိကောင်းဆောင်နဲ့ပြူဖွဲ့ဝင်တွေကိုဖမ်းဆီးခဲ့တာဖြစ်ပေမဲ့လုံခြုံရေးအတူပါလာတဲ့မိသားစုဝင်48ယောက်စလုံးကိုခိတ္တထိန်သိမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အခုချိန်တွင်ပြူကောင်းဆောင်လိုင်းမဲပြူဖွဲ့ဝင်တွေဖြစ်တဲ့မဲကြီးလိုင်းမင်းရဲ့သားမင်းစောဦးကြော်ကြော 6ဦးသိန်းထင်းနဲ့တိုင်းမင်းရဲ့မိန်းမဖြစ်သူရမင်းတို့ကိုဆက်လက်ဖမ်းဆီးထားပြီးကြက်ရှိတဲ့မိသားစုဝင်တွေကိုတော့ AB လ18ရက်နေ့မှာပြန်လွှတ်ပေးခဲ့တယ်လို့ရှင်းလင်းပြောပြခဲ့ပါတယ်။ဖမ်းဆီးထားတဲ့ပြူစောင်းထီတွေရဲ့ပြည်မှုတွေကိုဖော်ထုတ်တာကျူးလွန်ထားတဲ့ပြည်မှုတွေပေါ်မူတည်ပြီးထိရောက်တဲ့ပြည်ထင်ရရှိအောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်တဲ့ရင်ကတော့တိုက်ပွဲများဟင်္ဒရာခရိုင်တွင်ရောက်ရှိနေပြီဖြစ်တာကြောင့်ပြည်သူများအနေဖြင့်ဆက်ဆက်ရရသတိထားနေထိုင်ကြပါရန်အသိပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ARI တိုင်းတွင်းဖြစ်ပွားနေသောတိုက်ပွဲများသည်ဟင်္ဒရာခရိုင်တွင်ရောက်ရှိနေပြီဖြစ်သလိုတိုက်ပွဲဖြစ်ပွားရာဒေသများမှပြည်သူများသည်နီးစပ်ရာမြို့နယ်ခြေရွာများသို့စစ်ပေးရှောင်နေကြရပြီးစစ်ပွဲ area ပုံမှုကျေပြန့်လာတာကြောင့်ဟင်္ဒရာမြို့နယ်တွင်းရှိပြည်သူများအနေနဲ့စားစားရရာသတိထားနေထိုင်ကြပါရန်ဟင်္ဒရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအသိပေးတိုက်တွန်းထားပါသည်။ ိမိတို့နဲ့တမာတဲ့ယူဆောင်ရလို့အပ်သောရေကြီးစာရွက်စာတမ်းများပစ္စည်းများစေဝါရိတ်ခတ်များအစစ်စစ်ထုတ်ပိုးပြင်ဆင်ထားခြင်းမြေပြင်သတင်းများအမပြတ်နာဆင်၍အသွာလာများတရီထားခြင်းစစ်ကောင်စီတောက်တိုင်နေရာများစစ်ကောင်စီတောက်တိုင်ဖွဲ့စည်းများသတင်းမင်းများနဲ့ဤကဲ့ရသို့သွာလာခြင်းမှရှောင်ကျဉ်ခြင်း စပေးဆောင်ပြည်သူများအားအင်္ဂါကတွုံးမြင့်ကောက်ခံခြင်းများမပြုလုပ်ကြဘဲဝိုင်းဝန်းကူညီပေးမှခြင်းများပြုလုပ်ပေးကြရန်ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်များ၏လှုံ့ဆော်မှုများအားတွေ့ရှိသိရှိပါကဇာကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ Facebook Messenger မှတဆင့်ချိန်နဲ့တပြင်းညီသတင်းပေးဖို့ကူညီပေးကြပါရန်မေတ္တာရက်ခံထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Carshare ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။